လက်ဗရန်တပိတ်စစ်ကြောင်းကိုရဲကတားဆီးထားသလိုဒေသခံတွေကတပိတ်မောက်ကြောင်းသားတွေစီသွားဖို့လည်းရဲကတားဆီးနေပိတ်ပင်ထားပါတယ်။ဥကောင်းထက်ကျော်ကသတင်းပေးပို့ထားတာပါ။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မတ်လ၄ရက်နေ့မနက်ပိုင်းမှာတော့ဒီဒီမိုကရေစီပညာရေးစပိတ်စစ်ကြောင်းဟာတားဆီးပိတ်ပင်ခံရတဲ့လုံခြုံရေးအင်အားတော့ထပ်မံတိုးချဲ့လာပြီး barricade တွေနဲ့တိုးမြှင့်ချလာလိုက်ပါတယ်လုံခြုံရေးကလည်းထပ်မြံတို က်ကရအာရဗန်ဟဲမမလည်းလာရောက်ပြီးတော့ကိုယ်တော်ကြီးနိုင်ခြင်းမရှိသလိုဘိမောက်ကျောင်းသားများတွေဘက်ကလည်း15ရောက်ပြီးအစာသက်ကံဆန္ဒပြမှုတွေနဲ့ဆက်လိုက်ပြုလုပ်နေပါတယ်။အဲ့ဒီအစာသက်ကံဆန္ဒပြမှုပြုလုပ်နေတဲ့အချိန်မှာပဲကျောင်းသားကျောင်းသူတို့ကလည်းဘူးမေ့လဲကြပြီးတော့စေုံစေကန်းတွေကိုပို ခုလက်ရှိနောက်ဆုံးမြင်နေရတဲ့အနေသားကတော့လက်ဗရဲမျိုးကံပြည်သူလူတို့ကကျောင်းသားတွေတောင်းဆိုတဲ့အချက်ရှိချက်ကိုကြိုးကြိုးထောက်ခံတဲ့အနေနဲ့အပြင်မှာရောက်ရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းတက်ဆိုင်ရာအာရဗနာဘိုက်ကဖြစ်ဖြစ်နေခြင်းမရှိတဲ့နဲ့ဟိုဘက်ကတပိမောက်ကျောင်းသားတွေဘက်ကဟိုဘက်ထောက်ခံတဲ့ပြည်သူလူတို့ဘက်ကပိတ်ပင်ဓာစီထားပြီးတော့အတန်ကျက်ဆက်နဲ့ဥပဒေပုံမှန်တွေနဲ့အရေးယူလို့ရသူဒီတပိမောက်ကျောင်းသားတွေကိုလည်းမြန်တော့ဖယ်ကားပေးဖို့လည်းကြေညာနေပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုဒီမိုကရေစီနဲ့တပိတ်စိတ်ကြောင် ငါပိတ်ပင်တားဆီးခံတဲ့လက်ပန်းမျိုးမှာတော့ရာသီဥတုချိန်တွေကတော့အရန်ပူပြင်းနေပါတယ်ခင်ဗျအဲ့ဒီအချိန်မှာနေ့လယ်ပိုင်းဝင်းကျင်လောက်မှာတော့ဒီလက်ပန်းမှာရှိရပါတော့မျိုးကန်လူလူကနေပြီးတော့ရေဦးတွေနဲ့လာပြီးတော့ရေလာရောက်တိုက်တာလည်းရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီလိုရင်ကျွန်တော်ကောင်းတဲ့ကြော်လက်ပန်းမျိုးကနေတိုက်ရိုက်တင်ပြပို့ထားတာပါ